ဖျားလောင်းတော်ဟာဘာယာနတိပြည်မင်းဖြစ်ဆူဆန်တော်မူစဉ်ကဖြစ်ပါတယ်။ဘာယာနတိမင်းမြတ်ဟာအကျင့်တီလာအစဉ်ကျဲတယ်။တရားတီလာကိုအစဉ်ဆောင်ထင်းသူလည်းဖြစ်ပါတယ်။မိမိကိုယ်တိုင်သာအကျင့်တီလာကိုဆောင်ထင်းသည်မဟုတ်ဘဲနန်းနှင်းရှိမူးမက်ဝန်းနဲ့ရက်မက်တို့ကိုလည်းအကျင့်တီလာကိုဆောင်ထင်းစီပါတယ်။မိမိတိုင်းသူပြည်သားတို့ကိုလည်းမကောင်းမှုဒုစရိုက်ကျင့်တို့မှဆောင်ချင်းစီပါတယ်။အိုးတိုင်းသူပြည်သားသူတော်ကောင်းတို့ မကောင်းမှုတို့ကိုရှောင်ကျင်ကြပါ ကောင်းမှုကုသိုလ်တို့ကို ပြုပြီးမြင့်မြတ်စင်ကြယ်စွာနေထိုင်ကြပါမြင့်မြတ်ဟာပြည်သူအပေါင်းတို့ကိုစိုးစုံးမလျက်မိမိကိုယ်တိုင်လည်းစင်ကြယ်အောင်နေထိုင်ပါれလမ်းလွတ်ရှိမှုမှအလုံးတို့ကလည်းမင်းကြီးရဲ့မိန့်ကိုနာခံကြပါれတို့ရှင်မင်းကြီးစကားအတိုင်းနေထိုင်ပြုမှုကြမယ်တိုင်းသူပြည်သားတို့လည်းမင်းကြီးဤစိုးစုံးမစကားနိုင်နေထိုင်ကြပါれ ဒုမင်းကြီးဟာတိလတီဗီချင်းညိုစရာကောင်းတဲ့မင်းမြတ်တစ်ပါးပါပဲ။ဟုတ်တယ်။ငါတို့လည်းမင်းကြီးစကားအတိုင်းကြင်ကြံနေထိုင်ကြရမယ်။တနေ့တွင်မင်းကြီးနန်းဆောင်အတွင်းမှာအမတ်တယောက်ဟာတိလပြည့်ရွံကမပြုတ်ရတော့အမားကိုပြုတ်မိပါလေ။ထိုအကြောင်းကိုမင်းကြီးကြည့်တော့ကအမတ်ကိုခေါ်လျက်အပြစ်ပေးပါလေ။အမတ်တင့်ရဲ့အပြစ်ကိုတင်သိသလား။သိပါတယ်ရှင်မင်းကြီး။ ငါရဲ့နန်းတော်တွင်ရှိဥမတ်တင်တံပတိမှာရဲမတ်အစုံအလုံးဟာတီလာမြဲပြီးကောင်းသောမှုကိုပြုကြတယ်။တိုင်းသူပြည်သားတို့ဟာလည်းမကောင်းမှုတို့ကိုရှောင်ကျင်ပြီးကောင်းမှုမှာပျော်မွေ့ကြတယ်။သင်ဟာမူမတ်တယောက်ဖြစ်ပါလျက်မကောင်းတဲ့မှုမှာပျော်မွေ့တယ်။ငါခွင့်မပြုနိုင်တဲ့အမှုကိုပြုတဲ့တဲ့တိုင်းပြည်ကအခုချက်ချင်းထွက်သွားပါတော့။ပြည်ကျူးလွန်မှုသောမူမတ်လည်းဘာယန္တတိပြည်မှစွန့်ခွာပြေးရပါတော့တယ်။ ။ဒီလမရှိတော့မှလည်းဘာယာနဒီပြည်မှာထွက်ခါကကာတီတိုင်းသို့တွားရောက်ခုံလုံးပါလေ။အမတ်ဟာကောဒလမင်းကြီးထံတွင်ခိုလုံကခါစားပါလေ။အင်းဘာယာနဒီမင်းကငါ့ကို စွန့်ပယ်လိုက်ပြီဆိုတော့ကာတီတိုင်းရဲ့အရှင် ကောဒလမင်းကြီးထံမှာခါစားခိုလုံရမယ်။အမတ်ဟာကောဒလမင်းကြီးထံမှာခါစားခိုလုံပါလေ။ကောဒလမင်းကြီးကလည်းပညာရှိအမတ်အားတနာကြည့်ရှုပါတယ်။ အမတ်ဟာကောသလမင်းကြီးယုံကြည်အောင်နေထိုင်ခါသားတော်မူပါတယ်။ကောသလမင်းအာကိုယုံကြည်လောက်သောအခါအင်းအာယနတိမင်းကိုအကျိုးပြအောင်အာဆောင်ရွက်ရမယ်။ကောသလမင်းထံမှကိုကက်လျဲ့အမတ်ရုပ်ဟာတိုက်တွန်းပါတော့တယ်။ရှင်မင်းကြီးရှင်မင်းကြီးအရှင်မင်းကြီးအလိုရှိပါကဘာယနတိပြည်ကို အလွဲတကူသိမ့်ပိုင်နိုင်ပါတယ်။အင်းအားကြီးမတဲ့ဘာယနတိပြည်ကိုအလွဲမရနိုင်တော့ဘူးထင်တယ်မကြီး။ ကျွန်တော်မျိုးအတီဆုံးပါဗျာ။ဘာယနေဒီမင်းဟာလက်ရုံးရည်မရှိပါဘူး။အရှင်မင်းကြီးခြိတက်သိမ့်อยู่ရင်အလွဲတကူရှားနိုင်ပါလေ။ကောတလာမင်းလည်းအမတ်ကြီးဤအချိန်ချင်းတိုက်တွန်းသောစကားကြောင့်ဘာယနေဒီပြည်ကို ခြိတက်ပါတော့တယ်။ကောတလာမင်းဤတက်ကိုမြင်တော့အခါဘာယနေဒီပြည်သားတို့ဟာမင်းကြီးအားရှောက်တင်ကြပါလေ။အရှင်မင်းမြတ်ကောတလာမင်းဤတက်များဟာတိုင်းပြည်ထဲကို ဝင်လာနေပါပြီ။အရှင်မင်းကြီးကျွန်တော်မျိုးတို့ရန်သူတွေကိုရင်ဆိုင်တိုက်ခိုက်နိုင်ပါလေ။ စစ်တီရမတ်တို့ကကောသလမင်းဤတပ်များကိုရင်ဆိုင်ဖို့အသင့်ဖြစ်နေပါပြီ။သို့သောတီလာရှိသောဘာယန္တိမင်းကလက်မခံပါဘူး။စစ်ပွဲကြီးဖြစ်ရင်အကျိုးမဲ့ပြီးပြည်သူပြည်သားတွေတီးကြရလိမ့်မယ်။ဘရဝအများကတီးကြည့်ဒုက္ခရမည်အဖြစ်ကိုငါမကြည့်ရမမြင်လိုဘူး။ကောသလမင်းရဲ့လူရှိကငါထင်းနှံကိုယူပါသေး။ဘုမန်စစ်တေနာပတိတို့ကအချင်းချင်းတောင်းဆိုတော့လေမင်းကြီးကငင်းပယ်တော်မူပါတယ်။ နောက်ဆုံးမှာတော့ကောသလမီးတက်များအားလမ်းတော်ကိုဝင်းရံရောက်ရှိလာပါတော့တယ်။ဘာယန္တိမင်းထံစာကျွန်းတော်ပို့ကမေးမြန်းပါလေ။ဘာယန္တိမင်းတင်စစ်ကိုထိုးမိလို့အញ្ញံခံမိလို့ကောသလမေစစ်မှတ်ဖြစ်ပွားမှာကို အားလုံးမရှိဘူး။ငါရဲ့ ठी နှံကိုသွေးမြေမခါပဲတင်းပိုက်อยู่ဟာ။ဘာယန္တိမင်းအားကောသလမင်းထံသို့ ठी နှံကိုအလွယ်တကူအနှင်းလိုက်ပါလေ။ ။ဘာယနတိမင်းရဲ့အမဟောကောသလမင်းထံသို့တိုးကပ်၍အကြံပေးပါれ။အရှင်မင်းကြီးရန်သူမင်းကိုအချင်းချချုံအောင်ဖားတင်ပါれဗျာ။ကောသလမင်းဟာထီးနှံကိုအလွယ်တကူသိမ်းယူပြီးဘာယနတိမင်းအားကျင်းတောင်ထဲပင် ချုံအောင်ထားလိုက်ပါれ။ကောသလမင်းအားဓာတ်တစ်ချက်မဝန်းလိုက်ရပဲပိုင်ဆိုင်လိုက်ရသောဘာယန္တိမင်း၏ရာဇပလီမော်တွင်စံစားကျင့်တတ်နေပါれ။အင်း၊နားရည်ရဲမက်တွေ မပင်မပန်းနဲ့ဘာယာနတိပြည်ကိုသိမ့်ပိုင်နိုင်တာကျင့်သက်เสียရပဲဘာယာနတိပြည်ထိနှံအားကောသလမင်းကြီးစံစားနေရခြင်းက အချိန်ကာလမကြာမြင့်လိုက်ပါဘူးအမလေးငါခန္ဓာကိုယ်ကြီးအလိုလိုနေပူလောင်လိုက်တာဘာဖြစ်တာလဲကောသလမင်းဟာပူလောင်လာသောဝေဒနာကြောင့်ရာသပလင်ပေါ်တွင်မနေနိုင်တော့ပါဘူးပလင်ထက်မှဆင်းကချုံလောင်ထားသောဘာယာနတိမင်းအားတွားရောက်ကြည့်ရှုပါလေချုံနောင်ထားသောအခန်းထဲတွင ဘိုင်ယန်နဒီမင်းဟာတီလာတကူဖြင့်လေထဲ၌ဇံဝင်စား၍ထိုင်နေပါれအလိုဘိုင်ယန်နဒီမင်းရဲ့တကူတီကကကြီးမားပါလားကောတလမင်းကြီးဟာဘိုင်ယန်နဒီမင်းကြီးအားချင့်ကဲ့ရေးမေးမြန်းပါれအဆူမင်းကြီးသင်ပိုင်ဆိုင်တဲ့ခီနန်ဇနီးမယားနဲ့တာသမီတို့အပြင်ပိုင်ဆိုင်သမျှစီးစိမ်ဥစ္စာတွေကိုသင်ဆင့်ခွေရပြီးပြီဒါတွေအလုံးရှုံးနေဆုံးရှုံးနေပါလေရဲ့ အသင်မင်းကြီးဟာပူဆွေးမှုဆိုတာကိုအရေးအယောင်မှမတွေ့ရပါဘူး။ဘာယန္တိမင်းကြီးဤတောကကင်းစင်နေခြင်းအကြောင်းကိုကောသလမင်းကြီးမေးတော့ခါအဆွေကောသလမင်းလောကရန်တရားတော်ကိုငါတည်ထားတဲ့အတွက်တောကတို့မရှိပါဘူး။စီစဉ်ဥစ္စာဆိုတာကမြဲပါဘူး။လူဆိုတာလည်းမတည်မြဲပါဘူး။ကောင်းမှုကုသိုလ်မှာပျော်မေးတဲ့ငါအတွက်တော့ဘေးရာမှဘယ်စည်းစိမ်ကမှမမောเสียရမရှိတော့ငါမှတော့ကအပူကင်းစင်နေတာပေါ့ ကောသလမင်းကြီးလေဘာယာနတိမင်းရဲ့တိနာကိုကြည်ညိုကဥခိုင်ရှိခိုးပါတော့တယ်။အဆွေမင်းမြတ်ရဲ့တိလာကိုယုံကြည်ကြည်ညိုလာပါတယ်။ကျွန်ုပ်သိယူထားသောထင်းနှံကိုပြန်အပ်ပါမယ်။အဆွေကောသလမင်း ကာမချမ်းသာတို့တွင်ပျော်မွေသောလူသည်မကောင်း။မဆောင်ရှောက်တတ်သောယဟန်သည်မကောင်း။မဆူဆန်းမစင်ကျင်ပြုတတ်သောမင်းသည်မကောင်း။စင်ကျင်တုံတရားဖြင့်တိလာမြဲသောမင်းအားသာကြော်ကြား၍စည်းစိမ်တိုးပွားနိုင်ပါလေ။ မြတ်တော်မင်းကြီးစနုပ်စင်ကျင်သိနိုင်ပါပြီကျွန်ုပ်မှားခဲ့တာအတွက်ဝါချတောင်းပန်ပါတယ်စင်ကျင်တော်တရားနဲ့စနုပ်သီလစောင့်တည်ပါမယ်အရှင်မင်းမြတ်လူသီလရှိတဲ့မင်းမြတ်ဖြစ်အောင်အေးထိုင်လွားပါမယ်ဂေါတလမင်းကြီးဟာဘာယန္တိမင်းအားပူဇော်ကြတော့ကာထီးနန်းကိုအာနိလျက်ကာတိတိုင်းတို့ပြန်သွားပါတော့တယ်